အားလုံးပဲမင်္ဂလာပါယေဝရှလင်မှာပြန်လဲကြိုဆိုလိုက်ပါဒီကနေ့ဩဂတ်စ်လ23ရက်နေ့ဒီကနေ့မှာအရန်ကိုအရေးကြီးတဲ့ထုတ်ပြန်ကြေညာချက်နှစ်ခုကိုကျွန်တော်တိတ်ဆက်ပေးသွားမယ်နောက်တစ်ခါအရေးပါလာတဲ့ဆိုးအောက်နေရာတစ်ခုကိုတိတ်ဆက်ပေးသွားမှာကျွန်တော်ရည်မိပါတယ်ဆိုတော့ဒီကနေ့ကတော့ရန်ကိုအရေးကြီးတဲ့နေ့ဖြစ်နေပါတယ်ပထမဦးစွာအနေနဲ့ကျွန်တော်က လက်တလောပေါ့နော်ကျွန်တော်ရဲ့မိဘပြည်သူတွေရဲဘော်ရဲဘက်တွေမေးမြန်းနေတာတွေပြီးတော့အထူးစိတ်ဝင်စားနေတယ်ကျွန်တော်တို့ကြားပြူစစ်ကြောင်းကရဲဘော်မန်းဆွဲဒါမှမဟုတ်ကိုဆွဲဆိုတော့သူနဲ့စစ်တောက်ချုပ်နဲ့ဖြစ်ပြက်ခဲ့တဲ့ဖြစ်ပြက်တွေပြီးတော့သူကကြားပြူစစ်ကြောင်းကနေပြီးတော့နှုတ်ထွက်သွားတယ်နှုတ်ထွက်စာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ရဲဘော်တွေကိုဒါကျွန်တော်ဒီနေ့တော့အာကျွန်တော်ထုတ်ပြန်ကြီးညာပေးပါမယ်ဗျဆိုတော့နောက်ထပ်ဂျင်းပုတ်မှတော့ကျွန်တော်တို့ ဒါရေးပေါ်ထုတ်ပြန်ကြီးညာချက်ရဲ့ညောင်ကြောက်ယောဂအကြောင်းဖြစ်ပါလေ။ဟုတ်ကဲ့ပါ။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုဖို့အတွက်ကျွန်တော်ရဲ့မိဘပြည်သူရဲပေါ်ရဲဘက်တူဦးချင်းစီတိုင်းကိုတလေးစားဖိတ်ခေါ်လိုက်ပါလေ။ကျွန်တော်ရဲ့မိဘတို့ဒီကနေ့ရဲ့ပရမဦးဆုံးဝန်တာဇာဒင်းနေပဲစကြမယ်ဗျာ။ကျွန်တော်တို့မိဘတွေကတော့နေ့တိုင်းနေ့တိုင်းကျွန်တော်ပြောပြီးသားစိုးအောင်သွားတဲ့မြို့တွေကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေနဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့စည်းတွေနေမြေစိုးမိုးလာတွေ့ တိုက်ပွဲကြီးပြီကိုမရှက်မနာကြားနေရမှာမို့ကျမ်းမာရေး view site ပါလို့ကျွန်တော်ပြောခဲ့တဲ့စကားမမိအောင်မယ်ထင်တယ်ကြဟုတ်ကဲ့ပါဒီကနေ့မှာတော့ထီချိုင်းမျိုးအဝေးမှာအရေးပါတော့ရန်ကိုအရေးပါတော့တဲ့မြတောင်နေမြီမှာရှိတဲ့ကျမ်းပတ်စစ်ကန်အကုန်လုံးဆုံးအောင်တောင်းရင်မိပါတော့အဲ့ဒီနေရာကရန်ကိုအရေးပါပါတယ်ဒါဆိုရင် 2023 November လမှာထီချိုင်မြို့ကိုကျွန်တော်တို့ KIA AA နဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေတိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်ကိုကျွန်တော်ရဲ့မိဘတွေရောက်ရဲပဲအမှတ်ရနိုင်အောင်မယ်ထင်ပါလေ။အဲ့ဒီထီချိုင်မြို့သိမ်းတိုက်ပွဲကိုလည်းကျွန်တော်တို့အောင်မင်းစွာဆွင့်လွှဲခဲ့တာ။ဆိုတော့အဲ့ဒီအချိန်မှာ Chairman Pasit တက်ကသူတို့ရဲ့နောက်ဆုံးသောအားကိုးရာလို့ပဲပြောရမှာပေါ့ဗျာ။လက်ရှိအချိန်မှာမြေပြင်ကစစ်ထိုးလို့မရတဲ့အခြေအနေခုခံစစ်ကနေပြီးခွာစစ်ပြေးစစ်လုံနေတဲ့ သူတွေအတက်ကလည်းလေချောင်းကနေပြောအစမတန်ဘုံချဲပေးပြီးတော့ထီးချိုင်းမြို့ကိုဖျက်ဆီးခဲ့တဲ့အကြမ်းမဖက်စစ်တပ်ဝင်းရနေပြီးတော့ပေါင်900ဘုံတွေဒီရက်ဆက်ကျဲချပြီးတော့မဆင်းရဲရင်တွေနဲ့စစ်ခွေးတွေကိုချပြီးတော့နေမီကိုပြန်လဲထိချုပ်တယ်ဆိုတဲ့ပုံစံဆိုတော့ဒီချိန်တော့မရတော့ဘူးကျွန်တော်ရင်ပါတယ်ကျွန်တော်လုံးဝကိုပြေးမှာမဟုတ်တော့ဘူးအရင်အချိန်တွေမှာကျွန်တော်စစ်မျက်နှာပြင်ဖွင့်တဲ့နေရာမှာ ကျွန်တော်တို့မြို့သိမ်းတိုက်ပွဲတွေကိုဆင်နွဲနိုင်နေဆိုတာကိုကျွန်တော်တို့သက်သေတွေတစ်ခုတစ်ခုပြခဲ့ပြီးသားဒီချိန်မှာတော့ကျွန်တော်တို့ကစေးမာဖြူအစီမံချက်နဲ့အညီကျွန်တော်တို့တိုက်ပွဲတွေကိုပေါ်ဆောင်လာတဲ့အတွက် ကချင်ပြည်နယ်ရဲ့အရန်ကိုအေးပါဆုံးသောနေရာပြီးတော့သခိုင်းမန္တလေးရဲ့အရန်ကိုအေးပါဆုံးသောနေရာထီချိုင်းဆုံးအောက်ပြီလို့လားမှတ်လိုက်ကျွန်တော် ကျွန်တော်ပြောနေတဲ့အချိန်မှာတော့ဆိုးအောင်သွားပါတယ်ဆိုတော့ကျွန်တော်ရေးမိပါတယ်ဒီအချိန်မှာကျွန်တော်တို့အဲ့ဒီမှာရှိတဲ့ကျွန်တော်တို့ KIA ကျွန်တော်တို့ PDF ပူပေါင်းတပ်ဖွဲ့ဝင်တွေကအဲ့ဒီထိချိုင်းမြို့တစ်ခုတည်းကိုတိုက်ခိုက်နေတာမဟုတ်မနေ့ကတည်းကကျွန်တော်တို့စစ်စင်ရေနေရ6ခုအထိကို DSS ထိုးပေါက်တိုက်ပွဲဝင်နေတာလို့ကျွန်တော်တိဆက်ခဲ့ပြီ။ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေမာမိတ်တပ်ဖွဲ့ဝင်တွေကအခုလိုမျိုးပူပေါင်း စစ်ကြီးကိုထိုးစစ်ဆင်နေတဲ့နေရာမှာဒီကြိုင်မြို့အပြင်ပင်လယ်ဘူးအင်းတော်ဟ ோம் လင်းနဘာကမ့်ဘလူးစတဲ့နေရာတွေကိုအချိန်နဲ့တပြိုင်နက်တိုက်ခတ်သိမ့်ပိုက်နေတာเนาะကျွန်တော်ပြီးပါတယ်ဒီကြိုင်မြို့ကအရန်ကိုအရေးပါတဲ့ကချင်နေပြီခုကချင်နဲ့ရန်ကိုထိဆက်နေတဲ့နေရာတွေအပြောင်းအများ ရှိနေတဲ့အတွက်ဒီနေရာကိုကျွန်တော်တို့ပြန်လည်ပြီးတော့သိမ့်ပိုက်ဆိုးမှုပါတော့မှာကျွန်တော် ပြီးပါတယ်ဒါကတော့လက်ရှိအချိန်မှာပြမအူးဆုံးတော့ ဝမ်းသာစရာသတင်းတွေကိုကျွန်တော်ပြောခဲ့တာနောက်ရက်တွေနောက်ထပ်သတင်းတွေမှာလည်းဒီချက်ဝမ်းသာစရာတွေချက်ရှိသေးတယ်ကျွန်တော်ယူပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ပြီးခဲ့တဲ့ရပိုင်းအတွင်းမှာတောင်ပိုင်းတိုင်းရဲ့ကြားပြူစစ်ကြောင်းအဲ့ဒီမှာတာဝန်ယူခဲ့တဲ့ဒါကိုဆွဲဆိုတော့ကျွန်တော်တို့ကရဲဘော်ရဲဘက်တွေနဲ့ပတ်သက်ပြီးတော့ထုတ်ပြန်ကြေညာဖို့ဒါမှမဟုတ်ရဲဘော်ရဲဘက်တွေနဲ့ပတ်သက်ပြီးပြောဆိုဖို့ရကျွန်တော်တို့အများကြီးသုံးသပ်ရပါကျွန်တော်ယူပါတယ်ဆိုတော့ကျွန်တော်တို့ဟာ ီသူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဟာ KNU နယ်မြေမှာဆိုရင် KNU နဲ့အတူတူပူးတွဲပြီးတော့တာဝန်ထမ်းဆောင် နေရတဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်ကျွန်တော်တို့အားလုံးကမာမိတ်ဖြစ်ပါတယ်ဆိုတော့တောင်ပေါ်မြေပြတ်ပူပေါင်းစစ်စင်ရေးကျွန်တော်တိုင်းသားညီကိုမတော်အားလုံးနဲ့အတူတူသွားနေတဲ့ Federal Democracy လမ်းမှာကျွန်တော်တို့အနေငယ်ပုတ်တိုက်မှုလေးတွေလည်းရှိနေတယ် ဆိုတော့ရဲဘော်အချင်းချင်းနားလည်မှုတွေလဲလွဲသွားနိုင်တယ်ဒါကတော့လွဲမှာပဲဒါကတော့ရှိမှာပဲကျွန်တော်ဒါကိုပရမဥစ္စာကျွန်တော်ပြောချင်တယ်ဟုတ်ပြီကျွန်တော်တို့ကိုယ်ဆွဲကသူ့ရဲ့ပေါ့နော်နှုတ်ထွက်စာကိုလည်းကျွန်တော်ရင်မိပါတယ်တွေ့ရှိပြီးဖြစ်မှာပါကျွန်တော်ရဲ့အခြားသောလူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်းပဲဒါကိုတွေ့ခဲ့ပြီးဖြစ်မှာပဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မိဘပြည်သူရဲဘော်ရဲဘက်တွေကအရန်ကိုစိုးရင်တွားကြပါတယ်ကျွန်တော်ပြောချင်တာကတော့မစိုးရင်ပါစွေမှာဒါတွေကတော့ကျွန်တော်တို့နေမြီတွေမှာကျွန်တော်ရဲဘော်ရဲဘက်တွေမှာရှိပါတယ် ခုမှလည်းမဟုတ်ဘူးနမိုတဲကလည်းပဲဒီလိုဖြစ်စဉ်မျိုးတွေရှိခဲ့တာတွေလည်းရှိပါတယ်။ပိုဆွဲဆိုတော့ तू ကနာမည်ကြီးတာပေါ့ဗျာ။ social media platform ပါလည်းမကြမကြ तू ထွက်ပြီးတော့ live တွေတင်ဆက်နေတဲ့ပုံမှာကျွန်တော်ရဲ့မိဘတို့ရဲ့လေးစားချစ်ခင်မှုကိုရထားတဲ့ဂျဲဖို့လူငယ်တယောက်ဆိုလည်းမပါဘူး။ဟုတ်ကဲ့ပါ။ကျွန်တော်အဓိကပြောချင်တာကတော့ဒီ W စစ်ကြောင်းရဲ့เนาะအဓိကတာဝန်ယူထားတဲ့ကိုယ်စွဲမှားလားမှန်လားကိုကျွန်တော်ပြောချင်တာ ပြီးတော့အဲ့ဒီမှာရှိတဲ့စစ်တောက်ကျုပ်မှားလားမှန်လားကိုကျွန်တော်တို့ကပြောချင်တာမဟုတ်ဘူးအဓိက KNU နေမြို့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲဘော်ညီကိုတွေဟာ KNU နဲ့အတူတူပူးပေါင်းလှုပ်ဆောင်ရပါဒါကကျွန်တော်အမှန်တရားကိုပြောနေတာကရင်တော်လန်ရေးရင်းချက်လှတဲ့အတွေ့အကြုံမြောက်များနဲ့ကျွန်တော်တို့လက်ရှိကျွန်တော်တို့နှစ်ပေါင်း90ကြာကြာအကြမ်းဖက်ဖက်စစ်ခွေးတွေကိုဒီမျိုးစုံနဲ့တိုက်ခိုက်ခဲ့တဲ့ KNU ဆိုတော့အခုချိန်မှာလည်းပဲကျွန်တော်တို့ຫນွေဥကနေပြီးပေါက်ပွားလာတယ်ကျွန်တော်တို့ရဲဘော်တွေနဲ့အတူတူပူပေါင်းလှုပ်ဆောင်မှုအများများနဲ့ဥဆောင်မှုတွေကိုလှုပ်ဆောင်နေတဲ့ KNU ဆိုတော့ KNU နေပြီးမှာအဖွဲ့တွေအများကြီးရှိပါတယ်ဒါကလည်းပဲရခိုင်အချိန်တုန်းကကျွန်တော်တို့ဒါမှမဟုတ်အကြမ်းဖက်စစ်ခွေးတွေရဲ့သွေးခွက်တွက်ရှူမှုကြောင့်ကရင်ကရင်အချင်းချင်းတောင်မှတိုက်ပွဲတွေဖြစ်ပွားခဲ့ရတဲ့အကြောင်းရှိပါတယ်ကျွန်တော်ယူပါတယ်ကရင်ဟာကျွန်တော်တို့နိုင်ငံ ဒါ Pacific Snick က Pacific Japan Snick ကနေတော့လွတ်မြောက်အောင်တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲဒီမှဒီဒီကနေ့အချိန်ထိသူတို့ပါဝင်ပြီးတော့ဥဆောင်နေစေဆိုတော့ဟုတ်ပြီဒါကိုကျွန်တော်ကဒါဏိဒန်းမှာပြောပြီးတော့ပြောနေတယ်ဆိုတော့အကြောင်းရင်းရှိနေလို့ပါကျွန်တော်ယူပါဒါဆိုရင်ပြီးခဲ့တဲ့ပိုင်းတွင်းမှာကျွန်တော်ကိုမေးလာတဲ့မေးခွန်းတစ်ခုရှိတယ်။အဲ့လာကတော့ကိုဇွဲအခု KNU မှာလားဆိုတဲ့မေးခွန်း။ဟုတ်ကဲ့ပါ။ကျွန်တော်ရင်ပြီးပါတယ်။လက်ရှိကိုဇွဲက DKB ကဘုံမှုဆန်းအောင်စီမှာရှိနေပါတယ်။ဆိုတော့ DKB ကဘုံမှုဆန်းအောင် ပြီးတော့ DKB ကစတီးဆိုရင်ကျွန်တော်ရဲ့မိဘတွေရဲဘော်ရဲဘက်တွေကရင်နိုင်ငံရေးလေးလာတုံးသက်သူတွေသိမယ်ထင်ပါတယ်ဗျ။ဆိုတော့ DKB ကကျွန်တော်တို့အကြမ်းဖက်စစ်တက်နေ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့အစည်းတစ်ခုဆိုရင်လည်းပဲမမှားပါဘူး။ တော့ DKB ရဲ့တပ်ဖွဲ့ဝင်တိုင်းကိုကျွန်တော်ပြောတာမဟုတ်ဘူးလက်ရှိအချိန်မှာကျွန်တော်တို့ပြည်သူနဲ့အတူတူဒါလက်တွဲပြီးတော့အကြမ်းဖက်စစ်ကိုစန့်ကျင်နေတယ်အကြမ်းဖက်စစ်ကိုတွန်းလှန်နေတယ်အကြမ်းဖက်စစ်ခွေးတွေကိုတိုက်ချုပ်နေတဲ့ပွဲမှာညောင်များစွာသောကျွန်တော်တို့ရဲ့ညီကိုတွေလည်းပါဝင်နေပါတယ်ဆိုတော့ကရင်နယ်မြေမှာ DKB ရှိတယ် BGF ရှိတယ် PC ရှိတယ်ဆိုတော့ KNU ရဲ့ KNL ရှိတယ် ပြီးွားရင်ကျွန်တော်တို့ဗိုလ်ချုပ်နေရမြဥဆောင်တဲ့ KTL လေးရှိတယ်ဆိုတော့ဒီလိုတပ်ဖွဲ့ဝင်တွေအများအပြားရှိတဲ့ကရင်ပြည်နယ်အတွင်းထဲမှာကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်စစ်ကြောင်းတွေတပ်ဖွဲ့တွေတရင်တမတွေအထူးကိုပြုဆိုင်ရပါတယ်ကျွန်တော်မြင်ပါတယ်ဆိုတော့ဒီလိုအခြေအနေမျိုးအင်အားတကယ်ကိုအလုံးရင်းနဲ့အများအပြားရောက်ရှိလာတဲ့ဒီလူငယ်ရဲဘော်တွေကိုလည်းပဲကရင်မျိုးအနေနဲ့ထိန်းချောင်းနေရတာဒီနေ့အချိန်ထိပါ ဆိုတော့တောင်ပိုင်းနဲ့စစ်တေတာအနေအနေနဲ့ကလည်းယနေ့အချိန်ထိသူတို့နေစ조사ပြင်ဆင်ရင်းနဲ့ရှေ့ကိုအတူတူဆက်နေကြတာဆိုတော့ကျွန်တော်တဦးတည်းရဲ့အမြင်ကပြောမယ်ဆိုရင်ကျွန်တော်တို့ဒီလက်ရှိအကြမ်းဖက်စစ်ခွေးကိုတောင်ပေါ်မြေပဲပူပေါင်းဆက်ဆင်ရေးတွေစင်နွဲနေတဲ့တိုက်ပွဲတွေအားလုံးမှာခရင်ပါပါတယ်ကျွန်တော်ကြည့်ပါတယ်ဒါပေမဲ့ဆုံးသက်အမြင့်ဖြတ်မဲ့တိုက်ပွဲဟာခရင်အရန်ရေးကြည့်ပါ ငင်းလက်နကန်ဖွဲ့စည်းရဲ့ကျွန်တော်တို့ရင့်ကျက်တဲ့စီးအတွေ့အကြုံပြီးတော့စီးရဲနိုင်ငံရေးအတူတူရှင်တွဲပြီးတော့သွားနေပြီးတော့စီးရဲနိုင်ငံရေးအုပ်ချုပ်ရေးတွေပြီးတော့ပြန်လဲတိဆောက်ရေးတွေပါသူတို့ကတိတိချာချာစီစဉ်ထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ကျွန်တော်ညီပါဆိုတော့မြန်မာနိုင်ငံတနိုင်ငံလုံးမှာပြန့်နှံ့နေတဲ့ကျွန်တော်တော်လန်သောတပ်ဖွဲ့ဝင်တွေရဲဘော်ရဲဘက်တိုင်းဟာကရင်နဲ့မလွတ်ဘူးဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဗျာဆိုတော့ ကျွန်တော်ကလက်ရှိတွဲ့မိပါပြည်သူတွေရုပ်အခြေပတ်တွေစိုးရိမ်မှုတွေကိုကျွန်တော်ကဘာလို့ပြောမလဲဒါအာမရှိဘူးပြီးတော့ short chart နိုင်ဖို့ကိုကျွန်တော်ပြောနေခြင်းဖြစ်တယ်ပြီးတော့အခုကျွန်တော်အာရခတ်တက်တော် AA ပြော KNE စတဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့လက်နက်ကိုင်အဖွဲ့စည်းတော်တော်များများကလည်းပဲကရင်နဲ့လုပ်ကင်းတာရှိပါတယ်ကျွန်တော်တို့ပါဟုတ်ကဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေခုလိုမျိုးဒါပေါ်တော့အကျန်ဖက်စစ်ခွေးတွေကိုသူတို့ပြန်ကိုတို့ပြန်ဖားတယ်ပြန်ကြားတယ်ပြန် မင်းလားဟဲ့ငါလားဟဲ့တိုက်ခိုက်နေတဲ့တိုက်ပွဲတိုင်းရဲ့အခြေအစစ်ပညာကိုသင်ပေးခဲ့သူကလည်းကျွန်တော်တို့ကရင်နေဖြစ်ပါတယ်။ဒါကိုကနဦးပြောနေတာကကျွန်တော်တို့ကရင်နေပြီမှာကျွန်တော်တို့ကရင် တိုင်းရင်းသားခေါင်းဆောင်တွေကိုကျွန်တော်တို့လေးစားကြပါဒါကအကြီးအကြီးဆုံးအချက်ကိုကျွန်တော်ရဲရဲဘော်လူငယ်တွေနဲ့ရဲဘော်ရဲဘက်တွေပြီးတော့အခုသင်တန်းပေါ့နော်ဒါအာရမစစ်မှုစမ်းမှုအောက်မှာရောက်လာတွေ့လူသစ်တွေကိုလည်းကျွန်တော် တည်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ယူပါတယ်ဆိုတော့ကျွန်တော်တို့တော်လှန်ရေးကိုဘယ်သူကဥဆောင်နေတာလဲဆိုတော့ဥဆောင်မှုကိုကြည့်မယ်ဆိုရင်ကျွန်တော်တိုင်းရင်းသားလက်နက်ကအဖွဲ့စည်းအားလုံးနဲ့ NUG ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအကုန်လုံးပူးပေါင်းပြီးတော့လှုပ်ဆောင်နေတာကိုကျွန်တော်တို့ထူးခြားစွာတွေ့ရမှာဖြစ်တယ်။ဟုတ်ပြီအဲ့ဒီအတွင်းထဲမှာရှိတယ်ကျွန်တော်တို့ရဲ့စကြောင်းနေကျွန်တော်တို့ရဲဘော်ရဲဘက်ညီကိုတွေလမ်းမမပို့အရေးကြီးပါတ ဆိုတော့ကျွန်တော်ကတော့ဒါရဲဘော်တယောက်အနေနဲ့ဒါညီကိုချင်းချင်းကျွန်တော်ကသတိပေးတာလည်းဖြစ်နိုင်တဲ့သတိပေးတာဖြစ်နိုင်တယ်ဒါကိုဇွဲဆိုခြင်းဒါဘုဆာလုံးမှသူစတင်ပြီးတော့တာဝန်ထမ်းဆောင်ညီမတီဒီနေ့အချိန်ထိကျွန်တော်သူ့ကိုတီးပါတယ်ဆိုတော့ရဲဘော်ရှမ်းလေးဆိုရင်လည်းသူသိမှာပါကျွန်တော်ရဲ့ဗီဒီယိုကလည်းသူကြည့်နေမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ဒီကေဘီနဲ့ပူပေါင်းမှာလား KNU နဲ့ပူပေါင်းမှာလားဆိုတဲ့အဖြေကိုပြပြတာတာဆုံးဖြတ်ဖို့လိုပါတယ်ဆိုတော့ဒီကေဘီမှာလည်းကောင်းမွန်တဲ့အဖွဲ့အစည်းအများကြီးရှိနေပါတယ် လက်ရှိအချိန်ထိလည်းလက်နက်ကင်ပြီးတော့အကျိုးစီးပွားကိုပဲလုပ်နေတဲ့တပ်ဖွဲ့ဝင်တွေလည်းရှိနေသေးဆိုတာကိုကိုဇွဲလည်းသိပါလိမ့်မယ်ဆိုတော့ကိုဇွဲကအချို့သောလူငယ်တွေအားကြရတဲ့သူပြီးတော့လူမှုကွန်ရက်စာမျက်နှာမှာလည်းပဲကျွန်တော်တို့မိဘပြည်သူတွေရဲ့ဒါဝင်းရံထောက်ခံမှုကိုရနေတဲ့သူဖြစ်နေလို့ကျွန်တော်ကသူ့ကိုခုလိုပြောပြနေခြင်းဖြစ်တယ် ဒါပေမဲ့ကျွန်တော်ကသူ့ကိုဆရာလုပ်နေခြင်းပုံစံမဟုတ်ဘူးသူ့ကိုကျွန်တော်ကဝိညာဉ်ပြီးတော့ကျွန်တော်အကြံပြုနေခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ကိလနဲ့ကံအဖွဲစည်းဟာဒီနိုင်ငံတွင်းထဲမှာအရင်ကျက်ဆုံးသောအဖွဲစည်းဖြစ်တယ်ဆိုတော့ဒီအခြေအနေမှာကျွန်တော်တို့အားလုံးဟာပူးပေါင်းဆောင်ရွက်မှုအရေးကြီးဆုံးဖြစ်တယ်ဆိုတော့တူးနဲ့တူးညှို့ညင်မှုတွေတူးနဲ့တူးစီလုံးမှုပြိုကွဲစေတဲ့အကြောင်းအရာတွေ ပြီးတော့ဒီနေရာမှာမတည့်လို့ဒီနေရာကိုသွားရတဲ့ကိစ္စရမျိုးကိုကျွန်တော်တို့2 3ပြုစင်ချင်ဖို့အရေးကြီးတယ်ကျွန်တော်ပြပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ကိုဆွဲနဲ့ပတ်သက်တဲ့ယင်းဒီရဲ့ဒူတွေကိုလည်းကိုဆွဲကိုအကြံပြုဖို့အတွက်ကျွန်တော်ပြောကြားလိုတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုလည်း like and share ပေးဖို့ကျွန်တော်ညွှန်လင့်ပါတယ်ဟုတ်ကဲ့ပါ DGBA ကိုရောက်နေတယ် DGBA မှာစုဖွဲ့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတယ်ဆိုတော့တိကျမှုကိုတော့ရေးပြင်မှာထပ်ပြီးတော့စုံလမ်းမှာကျွန်တော် ဆိုတော့အခြားသောမီဒီယာတွေအခြားတော့ဒါပေါ့နော်အာသတင်းထုတ်ပြန်သူတွေဒါသူနဲ့ပတ်သက်ပြီးတော့အနှုတ်စိတ်နေတယ်ဆိုတာကလည်းပဲရဲဘော်ရဲဘက်အချင်းချင်းကျွန်တော်တို့ကဝန်းရံကူညီဖို့အတွက်သာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲဘော်ရဲဘက်အချင်းချင်းကူညီနိုင်ဖို့ကျွန်တော်တို့အငြင်းကြိုးစားနေတာပါဟုတ်ပြီ DKBA ရောက်ရှိနေတယ်ကျွန်တော်တို့ဘုံမှုဆန်းအောင်စီမှာရောက်ရှိနေတယ်ပြီးတော့အဲ့ဒီမှာမြောက်ရီ မျိုးဆောင်တက်နဲ့ပူပေါင်းသွားမှာလားပြီးတော့ 知道不？不晓得是嘛？不晓得是嘛？是你的知道不？耶啵，你孤独的，不晓得古用几笔吧？K N U 用几笔吧？读知道不？几笔读的，是不是？知道不？表的第十三行，知道不？读 N U G K N U K N A，表 A A 不放六声，你的 C G 是满切，C G 表满切读的，古知道不？耶啵，单个的第十五读过来。 ဆိုတော့တိုင်းသားအားလုံးပူပေါင်းပါဝင်ဖို့ကျွန်တော်တို့စ조사ပြီးတော့လုဆောင်နေခဲ့တဲ့ကျွန်တော်တို့အောင်မြင်မှုဟာအခုအချိန်မှာကျွန်တော်တို့မြင်တွေ့နေရတယ်ကျွန်တော်လည်းပြီးပါတယ်။ဆိုတော့ဒီအချိန်တွင်မှာအချို့ဆိုရင်ပြောသေးတယ်။အာကျွန်တော်တို့ပုံပြတာဒီရှမ်းရှမ်းမင်းစစ်စင်ရေးတွေစက်ပုံစစ်စင်ရေးမှာဟလာကျွန်တော်တို့ဒါပေါ့နော်ညီနောင်မာမိတ်၃ဘွဲ့အမဟုတ်ဘူးညီနောင်မာမိတ်၃ဘွဲ့မဟုတ်ဘဲနဲ့ညီနောင်မာမိတ်၆ဘွဲ့ညီနောင်မာမိတ်၉ဘွဲ့ညီနောင်မာမိတ်အဖွဲ့စုံဆိုတာမျိုးကိုကြားချင်နေတယ်ကျွန်တော်တို့ပြည်သူ ။ဆိုတော့ဒီခင်းချင်းတွေကိုလည်းကျွန်တော်တို့တိဆောက်နေခဲ့တာအခုအချိန်ရောက်နေပြီကျွန်တော်ရဲ့ပါတယ်။ကျွန်တော်ရဲ့မိဘတွေမေးနေတယ်ကျွန်တော်ရဲ့မိဘတွေပြောနေတယ်။ညီနောင်မမိတ်၆ဖွဲ့၉ဖွဲ့အဖွဲ့အစုံတွေအားလုံးလည်းကျွန်တော်တို့မြင်တွေ့နေရပါတော့မယ်။ဒါကြောင့်ကျွန်တော်တိုင်းသားညီကိုတွေနဲ့လက်တွဲပြီးတော့မာမိတ်စစ်စင်ရင်စင်ရဲနေတယ်ကျွန်တော်တို့ရဲဘော်တိုင်းကျွန်တော်တို့တရင်တမတခွဲတိုင်းစစ်ချောင်းတိုင်းကလက်ရှိရောက်ရှိနေတဲ့နေရာကနေပြီးတော့ ကျွန်တော်တို့အတူတူယုံရင်းနဲ့အတူတူဝုံးဖို့တာပြင်ထားပေးပါကျွန်တော်ဆိုတော့ကျန်တဲ့ဒါပေါ်တော့ဒါဒီသတင်းထုတ်ပြန်မှုတွေအကျန်တဲ့တရှိရမယ့်အကြောင်းရင်းတွေကိုကျွန်တော်အခြားသောပုံစံတွေနဲ့ပေါ့နော်ဒါဒီကျွန်တော်ရဲ့ပြည်သူတွေသိကျင်တယ်ကျွန်တော်ရဲ့မိဘတွေသိကျင်တယ်ဆိုရင်တော့ကျွန်တော်ဆက်ပြီးတော့လဲကျွန်တော်တိဆက်ဖို့ရှိပါသေးတယ်ဗျဟုတ်ကဲ့ပါနောက်ထပ်အရေးကြီးတဲ့ထုတ်ပြန်ကြေညာချက်တစ်ခုရှိတယ်ကျွန်တော်ရဲ့မိဘတွေဘာလို့လဲဆိုတော့လက်ရှိအခြေအနေကကျွန်တော်တို့ဒီဟာကိုနော် WHO ကနေပြီးတော့အရေးပေါ်ထုတ်ပြန်ကြေညာချက်မှလည်းပဲကျွန်တော်တို့တွေ့နေရလို့ပါအဲ့တော့ကတော့မြောက်ကျောက်ယောဂကျွန်တော်မိမမြောက်ကျောက်ယောဂဆိုတဲ့ခေါင်းစဉ်ကိုကြားလိုက်တယ်ဆိုရင်အကျမ်းမဲ့ဖတ်စစ်ခွေးအုပ်စုကိုသွားမြင်မယ်တဲ့ကျွန်တော်တို့ကချစ်စလို့တဲ့ညောက်သုံးကောင်လို့ခေါ်တာပေါ့ဗျာဆိုတော့ညောက်သုံးကောင်ကိုကြောက်နေတဲ့သူတွေကတော့ဒီခေါင်းစဉ်ဒီယောဂါကိုတွေ့ပူတော်ကြောက်သွားအောင်မြင်ထင်ပါလေ လက်ရှိကြောင်မျိုးမင်းကတော့တော်တော်ကြောက်နေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဗျဟုတ်ကဲ့ပါမြောက်ကြောက်ယောဂကလက်ရှိအခြေပါထိုင်းနိုင်ငံအထူးဆက်နေတယ်လို့ကျွန်တော်တို့သိထားရပါတယ်အဲ့တော့ထိုင်းနိုင်ငံနဲ့အုံမြင့်ကြီးထိဆက်နေတဲ့နေမြေချင်းထိဆက်နေတဲ့ကျွန်တော်တို့နိုင်ငံအတွက်အရေးကြီးတဲ့အခြေဖြစ်နေလို့မြောက်ကြောက်ယောဂနဲ့ပတ်သက်ပြီးတော့ကျွန်တော်အော်လိလာထားသမျှကျွန်တော်ရဲ့မိဘပြည်သူတွေကိုကျွန်တော်တင်ပြပေးပါမယ်လက်ရှိမြန်မာနိုင်ငံနဲ့အင်းဒီချင်းထိုင်းနိုင်ငံမှာကမ္ဘာရေးပေါ်အခြေတွေ့ညင်ညာချက်ရှိပါတယ် ဆိုတော့အထူးသတိပြုစင်ကြေဖို့အတွက်ရေးပေါ်ကြီးညာချက်ကိုလည်းထုတ်ပြန်ထားတာကိုတွေ့ရမယ်မြန်မာနိုင်ငံကိုချင်းချောက်လာနေပြီဖြစ်တဲ့မြောက်ကျောက်ယောဂာအိန္ဒိယထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီလို့ထိုင်းသတင်းဌာနတွေကထုတ်ပြန်ကြီးညာထားပါတယ်မြောက်ကျောက်ယောဂာကလက်တလောကမ္ဘာကျန်းမာရေးအဖွဲ့ WHO ရဲ့ကမ္ဘာရေးပေါ်အခြေအနေဖြစ်ကြီးညာခံထားရတဲ့ကူးစက်ယောဂာမျိုးဖြစ်ပါတယ်ဆိုတော့ထိုင်းနိုင်ငံကိုရောက်ရှိနေပြီဆိုတော့ ကျွန်တော်နိုင်ငံတွင်းကိုလည်းအချိန်မျိုးရောက်ရှိနေနိုင်တယ်ဆိုတာကိုကျွန်တော်မိဘတွေသိဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ထိုင်းနဲ့မြန်မာကနေစဉ်ကူးလူသွားလာနေကြတာပါ။ကျွန်တော်တို့တရားဝင်လမ်းကြောင်းတွေကသွားလာနေတာတွေရှိတယ်။ပြီးတော့တရားမဝင်လမ်းကြောင်းကလည်းပဲသွားလာနေတာတွေရှိရတဲ့အတွက်သင်မြန်စွာကူးဆက်နိုင်တာမို့လို့ကျွန်တော် အရေးပေါ်ကြေညာမှာပါ။လက်ရှိထိုင်းမြန်မာဂုံးမြေထိဆက်နေတဲ့အခြေအနေတွေကလည်းပဲအရန်ကိုများပြားနေတဲ့အခြေအနေတွေမှာဒီတော့မှအကြောင်းကိုကြည့်မယ်ဆိုရင် ဒီယောဂါက1958ခုနှစ်သူတည်တနာလုပ်ဖို့တသိစီထားတဲ့မြောင်းအုပ်စုတွေမှာပထမအောင်ဆုံးတွေ့ရှိခဲ့တဲ့မြောက်ကြောက်ယောဂါ Unbox Monkey Box လို့အမည်ပေးခဲ့တာပါ1980ပြည့်နှစ်မှာလူသားတွေကိုကူးဆက်လာတာကိုစတင်တွေ့ရှိခဲ့ပါတယ်ဒီယောဂါကလိပ်စံကနေတစဉ်ကူးဆက်တာအပြင် လူချင်းချင်းလည်းကူးဆက်ပြန်ပွားစေတဲ့ vibe မျိုးဖြစ်တယ်လို့ WHO ကအရေးပေါ်ကြေညာခဲ့ပါတယ်ဒီပြရမယ် မြောက်ကျောက်ယောဂလက္ခဏာတွေကတော့ဖြားတာခေါင်းရင်းကိုက်တာကြွက်သားနာကျင်တာခါးနာတော့အာရင်ကုန်ခန်းတာပြန်ရည်အိတ်တွေရောင်ရမ်းတာနဲ့အရေပြားပေါ်မှာအနီကွက်ဒါမှမဟုတ်အဖုပိတ်တွေအရေကြီးဖုတွေထွက်တာလာဖြစ်ပါတယ်လက္ခဏာတွေတွေကတခုဖြစ်တဲ့အနီကွက်တွေကိုစတင်ပြီးဖြားတဲ့နေ့ကနေစပြီးတော့တရက်ကနေ၃ရက်အတွင်းမှာအရေပြားပေါ်မှာ တွေ့ရှိပြီးအဖုပိတ်တွေအရေကြီးဘူးသို့မဟုတ်ဝါရောင် ဒီပြီပေါ့နော်ပြီပုံစံမျိုးဖြစ်နေတဲ့ပြီဖို့အနေထားတွေကိုတွေ့ရတတ်ပါတယ်လူနာတယောက်စီမှာအဖူးပိတ်တွေကိုအရေးအတွက်အနှဲငယ်ကနေထောင်ပေါင်းများစွာအထိတွေ့ရတတ်ပြီးအဖူးပိတ်များစွာကိုမျက်နာလက်ဖွာခြေဖွာဗစက်လိန်ငါတဝိုင်းမျက်စိတွေမှာတွေ့ရတတ်ပါတယ်ရေးစည်းဆုံးအချက်ကမြောက်ကြောက်ယောဂာနဲ့တည်ဆုံသွားနိုင်တာဆိုတဲ့မိကုံးပဲဖြစ်ပါတယ်လူနာများစုကရတဲ့ဘက်အတွင်းယောဂလက္ခဏာတွေပျောက်ကွင်းသွားနိုင်လို့အချို့ ူနာတွေကတော့နောက်ဆက်တွဲယောဂါစိုးကျိုးတွေကြောင့်တိဆုံတဲ့အဖြစ်ဖြစ်နိုင်တယ်လို့သိရှိရပါတယ်။နောက်ကြောင့်ယောဂါနောက်ဆက်တွဲယောဂါစိုးတွေအနေနဲ့ကအရေပြားမှာအနာဖြစ်တာအဆုတ်ရောင်တာစိတ်ကြံကြံကြဖြစ်တာနဲ့ညလုံးကိုယောဂါပိုးဝင်ပြီးအမြင်အာရုံထိခိုက်နိုင်တာတွေဖြစ်နိုင်ပါတယ်။နောက်ကြောင့်ယောဂါဖြစ်ပွားမှုများတဲ့နိုင်ငံတွေရဲ့သတင်းပေးပို့မှုတွေကလူနာ၃ကြာခိုင်နှုန်းကနေ၆ကြာခိုင်နှုန်းအထိတိဆုံးခဲ့ပြီးယောဂအခန့်ရှိသူတွေနဲ့ကလေးတွေဟာအများစု တည်ဆုံးတယ်လို့ WHO ကဆိုပါတယ်။ယောဂကူးစက်ပုံယောဂကူးစက်ခံထားရတဲ့လိမ့်ဆန်လူကိုကင်တွယ်ထိတွေ့လို့လူကိုကူးစက်နိုင်လို့ယောဂလက္ခဏာခံစားနေရတဲ့လူချင်းချင်းအနီးကပ်ကင်တွယ်ထိတွေ့ရာကနေပြီးတော့လည်းကူးစက်နိုင်ပါတယ်။ယောက်ျောက်ယောဂကူးစက်ပြီးကူးစက်ခံရတဲ့လူတူဟာယောဂလက္ခဏာခံစားနေရခြင်းနှစ်ပတ်ကနေလေးပတ်တစ်လအတွင်းအခြားသူတွေကိုကူးစက်နိုင်ပါတယ်။အထူးသဖြင့် လူနာရဲ့အနီကွက်တွေခန္ဓာကိုယ်ကထွက်တဲ့အရေးပြီးသွေးနဲ့အနက်ဘေးတွေကိုအနက်ဘေးတွေကိုခွာရင်းပေါ့ဗျာအဲ့ဒီအနက်ဘေးတွေကနေအဆင့်ကူးဆက်နိုင်တယ်လို့ယောဂဖြစ်နေသူကင်တွယ်ထွတ်ပြီးဖြစ်တဲ့ဗိုင်းရကန့်ညိနေတဲ့ဝေအစားအရာခင်းမျက်နှာတော့ဘွားစားတော့ရမှာတုံးတဲ့ပစ္စည်းတွေဖြစ်တဲ့ပကံဇွန်စတဲ့ပစ္စည်းတွေကိုထိတွေ့ကင်တွယ်ခြင်းကလည်းကူးဆက်နိုင်ပါတယ်ထူးခြားတာကတစ်ခုရှိပါတယ်အဲ့ဒါကတော့ ကြောက်ကြီးယောဂကာကွယ်ဆေးထိုးထားသူတွေဟာမြောက်ကြောက်ယောဂဖြစ်ပွားမှုကနေပြီးတော့စိတ်ပိုင်းကာစိတ်ပိုင်းကာဝယ်နိုင်တယ်လို့ WHO ကထုတ်ပြန်ကြေညာချက်မှာတွေ့ရှိရမှာဖြစ်ပါတယ်ကျွန်တော်ယူပါတယ်ဆိုတော့ကျွန်တော်နိုင်ငံကလက်ရှိအချိန်မှာစစ်မှတ်ဖြစ်ပွားနေတဲ့နိုင်ငံဒီအချိန်နေမှာကမ္ဘာကယောဂတခုထပ်ပြီးတော့တိုးပွားနေတဲ့အချိန်အကြမ်းမဲ့ဖက်စစ်အုပ်စုကလည်းကျွန်တော်တို့ပြည်သူကိုဂယုမဆိုင်တဲ့အချိန်နေမို့လို့ကျွန်တော်တို့ပြည်သူချင်းချင်း ဝိညာဉ်ကူညီပေးဖို့နဲ့အသည့်သတိရှိမှုအတွက်အခုလိုမျိုးမြောက်ကြောက်ယောဂအကြောင်းကိုကျွန်တော်အသေးစိတ်တင်ပြခဲ့ခြင်းဖြစ်တယ်ကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ရဲ့ဗီဒီယိုရဲ့ညီကုန်းချုပ်ကိုပြောရမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာရှိတဲ့ကျွန်တော်တို့တိုင်းရင်းသားလူငယ်တွေနဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေကပူးပေါင်းဆောင်ရွက်နေတယ်ဆိုတော့ဒီလူငယ်တွေနဲ့အတူတူရှိရစွာတိုင်းသားလက်နက်အဖွဲ့အစည်းခေါင်းဆောင်အားလုံးနဲ့ကျွန်တော်တို့ NUG ကာကွယ်ရေး ခေါင်းဆောင်ဘိုင်းတွေအကုန်လုံးပူးပေါင်းပြီးတော့လှုပ်ဆောင်နေတဲ့ဖက်စစ်အမြစ်ပြတ်ချိန်မုံနေတဲ့ပွဲမှာကျွန်တော်တို့လူငယ်တွေအားလုံးစည်ရင်အသိစည်ရင်သတိရှိဖို့လေဒို့လို့နိုင်ငံရေးအသိနိုင်ငံရေးသတိရှိဖို့လေလိုအပ်ပါလေဆိုတော့ကျွန်တော်တို့အောင်ပွဲခံရမယ့်အချိန်ချိန်မှာကျွန်တော်တို့အောင်ပွဲအတူတူခံနိုင်ဖို့အတွက်ကျွန်တော်တို့အားလုံး အတူတူပူးပေါင်းပြီးတော့ရှေ့ကိုဆက်ကြပါစို့လို့ပြောကြခြင်းနဲ့ဒီကနေ့ရဲ့ဗီဒီယိုကိုအဆုံးသတ်ခြင်းပါတယ်။နောက်လာတဲ့ဗီဒီယိုတွေကိုဒီချက်ပိုကောင်းအောင်ကျွန်တော်စူးစမ်းနေပါတယ်။လက်နက်ပီးစစ်ပီးကပ်ပီးကြောက်ရွံ့တဲ့ဒီချင်းဒီကာလမှာကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်တိုးချင်းစီတိုင်းဒီနေ့ကင်းရှင်းပါစေကြောင်းလေးလေးနဲ့ဆုတောင်းရင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုကိုအဆုံးသတ်ခြင်းပါတယ်။ကျွန်တော်ရဲဘော်ရှမ်းနေပါ